မိန်းကလေးတွေကဘလို့ယောက်ျားမျိုးတွေကိုရှောင်တက်လဲမိန်းကလေးတွေမကြိုက်တဲ့ယောက်ျားအမျိုးအစားတွေကဘလို့မျိုးလဲဒီຢာလေးတွေကိုပြင်ရချင်ပါတယ်အချက်9ချက်ရှိပါတယ်နံပါတ်1တစ်ချက်အနေနဲ့မိန်းကလေးတွေကစကားများတဲ့အခါမှာကြမ်းတမ်းစွာလက်ချေပါတဲ့သူကိုအလွန်ပဲယုံမုန်းပါတယ်တချို့တွေကနည်းနည်းစကားများတာနဲ့ယောက်ျားလေးတွေမှာနေလက်ချေပါပြီးတော့ကိုယ့်ရဲ့ အင်အားကိုယ့်ရဲ့ခွန်အားကိုမိမသားတွေကိုညှဉ်းပန်းနှိပ်စက်တဲ့အရာတွေဒီအရာတွေရှိပါတယ်။အမျိုးသားတိုင်းတော့မဟုတ်ပါဘူး။တချို့အမျိုးသားတွေကတစုံတစ်ခုစိတ်ပြင်းထန်လာတဲ့ဒေါသဖြစ်လာပြီးဆိုရင်လက်ချေပါတတ်တယ်။လူကိုလုံရင်လို့မလို့ရရင်ပစ္စည်းဥစ္စာတွေကို ရိုက်ခွဲတာတွေလုပ်တတ်တယ်။တချို့ဆိုရင်ကိုယ့်ရဲ့ချစ်သူသို့မဟုတ်ကိုယ့်ရဲ့အာကိုယ်ရန်ချစ်တဲ့သူကိုဘလောက်ပဲချစ်ချစ်လဲပင်ညစ်တာတွေကအဆ ခြေထောက်နဲ့ကန်တာတွေကအစားထိုးကျိတ်တာတွေကအစားလှုပ်ဆောင်တတ်ပါတယ်။အဲဒီလိုမျိုးလှုပ်ဆောင်တဲ့အခါမှာအမျိုးသမီးတစ်ယောက်အနေနဲ့ရေရှည်မခံနိုင်ပါဘူး။အိမ်အောင်ရေးတည်ပင်လင်ကွဲကွာနိုင်တဲ့အခြေအနေရှိပါတယ်။ဒီအရာတွေကိုမင်းကလေးတိုင်းကဆက်စုံရုံရှာမုံတီးပါတယ်။ဒုတိယတစ်ချက်အနေနဲ့မင်းကလေးတွေရှောင်တတ်တဲ့အမျိုးသားတွေကရီစာပွေရှုပ်တဲ့သူကိုရှောင်ပါတယ်။ယောက်ျားလေးတစ်ယောက်နဲ့မင်းကလေးတစ်ယောက်ရီစာဖြစ်လာပြီဆိုရင် အချိန်ကာလတစ်ခုရောက်လာတဲ့အခါမှာ မိန်းကလေးတွေကတော့တော်တော်များများကတော့ပိုချစ်တက်လာတယ်။သို့တော်ညာလည်းပဲအမျိုးသားတွေမှာကြာလာတဲ့အမျှအယိုးဤလာတဲ့အရာတွေရှိပါတယ်။မိန်းကလေးမှလည်းရှိတတ်ပါတယ်။ဒါပေမဲ့ရာဂိုင်တို့အရန်နေပါတယ်။ရာဂိုင်တို့အများဆုံးဖြစ်တဲ့အရာပြဿနာတွေကိုပြန်ကြည့်တဲ့အခါမှာအမျိုးသားတွေမှာဖြစ်လေဖြစ်တာအများကြီးကြုံတွေ့ရတတ်ပါတယ်။ယိုးဤသွားတာသူနဲ့ရီးစားထားတာပြင်းရည်ညှိမှုပဲဖြစ်သွားတာတွေရှိပါတယ်။ဒါကြောင့်သမီးစားတွေကိုကျမအနေနဲ့ပါမခြင်းလဲဆိုတော့ ရည်စားထားပြီဆိုရင်၅နှစ်အတွင်းမှာ မင်္ဂလာဆောင်နိုင်အောင်ကြိုးစားပါဒါသူတီတီရဲ့ပြန်လဲရှာဖွေတွေ့ရှိချက်လည်းဖြစ်ပါတယ်။ဘာကြောင့်တရားကိုပြောရလဲဆိုတော့၅နှစ်သက်တမ်းထက်ကျော်သွားပြီဆိုရင်တယောက်အကြောင်းတယောက်ရမ်းသိသွားတယ်။တယောက်ရဲ့အားနည်းချက်ကိုတယောက်သိသွားတဲ့အတွက်လိုရာထက်ပိုပြီးအရမ်းသိသွားတဲ့အတွက်ကြောင့်မလို့အထင်ကြီးလေးစားမှုမရှိတော့ဘူး။ရိုးအီလာတယ်။သူနဲ့တွေ့ရတာငင်းငွေ့လာတယ် ဘာခံစားချက်မှမရှိတော့ဘူးအဲ့လိုမျိုးဖြစ်လာတဲ့အတွက်ကြောင့်မလို့သမီးစားထားတဲ့အခါမှာငါးနှစ်အတွင်းမင်္ဂလာဆောင်ပါငါးနှစ်ထက်ကျော်သွားပြီးတော့တစ္ဆာရှိတဲ့တွေလည်းရှိပါတယ်ရှားတော့အရန်ရှားပါတယ်ဒါကြောင့်အဲ့လိုမျိုးဖြစ်လာပြီးဆိုရင်ရီစားပွေရှုံးမှုတွေပါကြုံလာတတ်တယ်ဒီຢာတွေကိုအမျိုးသမီးတွေကအရန်ဆက်ဆုပ်ယုံရှားမုံတီးပါတယ်ကိုကလည်းမထားသလိုသူကလည်းပွေရှုံးမှုကိုလက်မခံကြပါဘူးမုံပဲဝေစားပါမယ် ချစ်သူကတော့မဝေစားပါဘူးเนาะရီစားမဝေစားပါဘူးနောက်တတိယတစ်ချက်အနေနဲ့ကတော့မိန်းကလေးတွေရှောင်တဲ့အမျိုးသားတွေကတော့အတော့အစားလောင်ကစားတတ်မှတ်တဲ့ယောက်ျားတွေကိုမိန်းကလေးတွေမကြိုက်ပါဘူးအရန်ချစ်လို့အဖိုးခပေးလို့နေဆိုရင်တော့မှမျက်ရည်မျက်ခွန်းနဲ့သူအဖိုးခပေးရတာဖြစ်ပါတယ်အဲ့ဒီအတွက်လဲကွဲကွာသွားတဲ့အိမ်တောင်တွေအများကြီးရှိပါတယ်ဒါကြောင့်ယောက်ျားလေးများအနေနဲ့ကိုကိုရိုင်းကတော့တနေ့တစ်ချိန်မှာ သူတို့ဘာသမီးဖြူတွေကိုလက်ထပ်တော့မယ်ဆိုရင်အတောက်အစားလောင်ကစားတတ်မှတ်မှုတွေကိုရှောင်ရှားဖို့ရန်အတွက်လိုအပ်ပါတယ်ဒီအရာကအမျိုးသမီးတွေကြာရှည်အိမ်ဆောင်ရေးလည်းမခံနိုင်သလိုရေစားပွားမှလည်းကြာရင်အဆင်မပြေမှုကြုံရပါတယ်ကြေွေးအမျိုးသမီးရောအမျိုးသားအတောက်စားအရန်ကြိုက်တယ်ဆိုရင်တော့သူတို့ကတော့တွဲဖက်လို့ရတာပေါ့သို့တော်ညာလည်းပဲအိမ်ဆောင်တစ်ခုတာယာတဲ့အိမ်ဆောင်တော့ရေရှည်ဖြက်လာခြင်းမှဖြက်လာလိမ့်မယ် ီယာတွေကိုတော့ကျင်းတည်ကြုံတွေ့ရမှာဖြစ်တယ်။နောက်တစ်ချက်နံပါတ်၄တစ်ချက်အနေနဲ့အမျိုးသမီးတွေရှောင်းတဲ့အမျိုးသားတွေကကိုချင်းစာစိတ်မရှိတာ။နမသားချင်းကိုချင်းစာစိတ်မရှိတဲ့အမျိုးသားတွေကိုအမျိုးသမီးတွေအရန်ပဲညှောရှာမုန်းတီးပါတယ်။ရီးစားပွားမှာဖြစ်ပျက်ခဲ့တဲ့အရာတွေအားလုံးကိုဒီနေ့တစ်ချိန်မှာကွဲကွာသွားတဲ့အခါမှာ social media ပေါ်မှာ ဖြန့်ပြီးတော့မင်းကလေးတယောက်အတွက်အဆက်သိက္ခာမဲ့စွာတင်ပြီးတော့အဆက်ခွဲတယ်ပေါ့ လူမျိုးလှုပ်ဆောင်မှုကိုအမျိုးသမီးတွေအသေးစိတ်နာပါတယ်။ဒါကြောင့်အမျိုးသားများကိုကြီးစားထားမယ်ဆိုကြတဲ့ကကိုရဲ့နှမညီမလေးလိုသဘောထားပြီးတော့ကိုကပြုမှုပြောဆိုတတ်ဖို့လိုအပ်ပါတယ်။ဂုံသိက္ခာကာကွယ်ပေးတတ်ဖို့လိုအပ်ပါတယ်။ဒါမှယောက်ျားပီသားတဲ့ယောက်ျားဖြစ်ပါလိမ့်မယ်။နောက်ဆိုရင်ဘလောက်ပဲပစိုးဖို့ဘလောက်ပဲယောက်ျားပါလို့ပြောပြောယောက်ျားဆန်တဲ့ယောက်ျားတစ်ယောက်ဖြစ်လာမှာမဟုတ်ဘူး။ဒါကြောင့်နော်မိန်းကလေးတစ်ယောက်ကိုကိုချင်းစာနာစိတ်နဲ့သူ့ကို အဆက်သိခါနဲ့ပတ်သက်ပြီးတော့ဖုံးအုပ်ကွယ်ကပေးတတ်ဖို့လိုအပ်တယ်။ရီစားပွားမှာရင်ဖွင့်လိုက်တဲ့မြအရာအားလုံးကိုအော်လန်ကြီးနဲ့အော်ကြီးချဲမနဲ့ရှောက်ပြောနေဖို့မဟုတ်ပါဘူး။ယောက်ျားလေးအတိုင်းဝိုင်းထဲမှာဟာတာအနေနဲ့ဖောက်ပြီးတော့ရေစရာအနေနဲ့ပြောဖို့မဟုတ်ပါဘူး။ကိုချင်းစာနာစိတ်ထားပြီးပြန်အတွက်လိုအပ်ပါတယ်။နောက်နံပါတ်5တစ်ချက်ကတော့ကျင်းရည်တဲ့ယောက်ျားလေးကိုအမျိုးသမီးတွေလုံးဝမကြိုက်ပါဘူး။ဘာကြောင့်လဲဆိုတော့ကိုမိဘကနေစွန့်ခွာပြီးတော့ဒီနေ့တစ်ချိန်မှာကိုအားကိုမဲ့ယောက်ျားက အလုံးမလုံးချင်းပဲပြင်းကြီးတဲ့ယောက်ျားဖြစ်တယ်ဆိုရင်ဘယ်မင်းကလေးကရောနော်ညနေပန်းလာမလဲဘယ်မင်းကလေးကရောအားကိုးလို့ရမလဲဒါကြောင့်အိမ်တော်တစ်ခုတည်ထောင်မဲ့ယောက်ျားသားတွေအနေနဲ့ကိုကိုရန်ရက်တီတအောင်ကြိုးစားပါမိဘပတ်စံလက်ဖြန့်တောင်းရင်းနဲ့မှရီစားထားရင်းနဲ့အိမ်တော်ကြသွားတဲ့ပုံစံထက်ကိုရဲ့ငွေချင်းနဲ့စူဆောင်းတက်ပြီးတော့ရှာတက်တဲ့ယောက်ျားကပို့ပြီးတော့မွန်မြတ်ပါတယ်အဲ့ဒီလူမျိုးကပဲ နော်စ조사ပြီးတော့လုံလဝရိယရှိတဲ့သူကပဲအိမ်အောင်ကြတဲ့အခါမှာဇနီးတဲ့ဇနီးမယားကိုတင်းအောင်တင်းနေအောင်ထားနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ပြည်တဲ့ယောက်ျားမဖြစ်ပါစေနဲ့조사ပါ။နောက်နံပါတ်6တစ်ချက်ကမိမိထက်အခြားသူတွေကိုအရန်ဦးစားပေးလွန်းတဲ့ယောက်ျားမျိုးတွေကိုမိန်းကလေးတွေကမကြိုက်ပါဘူး။တချို့သောသူတွေကအိမ်အောင်ကြသွားတဲ့အထိကိုမိဘကိုအရန်ချစ်တာကောင်းပါတယ်။ဒါပေမဲ့ကို့အိမ်အောင်တခုတီထောင်လာပြီးဖြစ်တီလာပြီးဆိုရင် ယ့်ရဲ့ဇနီးတဲ့ကိုလည်းတမိုးထားတတ်ဖို့လိုအပ်ပါတယ်။အဲ့လိုမဟုတ်ဘဲနဲ့ငါမိပါမှာငါမိပါနော်။ကျန်တာတွေနင်တို့ကအေးမကြည့်ဘူးဆိုရင်အဲ့ဒီအိမ်တော်ကြီးကပြုတ်ကွဲတတ်ပါတယ်။တချို့တွေကလည်းအပေါင်းအသင်းမှာငါအပေါင်းအသင်းမှာငါအပေါင်းအသင်းဇနီးမယားဘလို့ပဲဖြစ်နေပါစေငါအပေါင်းအသင်းလာမထင်နေဆိုတဲ့လူမျိုးတွေလည်းရှိပါတယ်။ကိုအပေါင်းအသင်းပေါ်မှာတစ္ဆာရှိတာတော့ဟုတ်ပါပြီ။ကိုလက်ထက်ယူထားတဲ့ဇနီးမယားပေါ်မှာပို့ပြီးတော့တောင်တစ္ဆာရှိတတ်တင်ပါတယ်။ နော်အပေါင်းအသင်းတောင်တစ္ဆာရှိတယ်ဆိုရင်ဇနီးတဲ့ပုံမှာပို့ပြီးတော့တစ္ဆာရှိရမှာဖြစ်တယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့အချိန်မပေးတော့ဘဲနဲ့ဂယုမဆိုင်တော့ဘဲနဲ့ပြစ်ထားလာပြီဆိုရင်မင်းကလေးတယောက်ကဘာဖြစ်တတ်လဲသီလားကြာလာရင်သွေးအေးတတ်တယ်အမျိုးသမီးတွေကအချစ်မခံရဘူးဆိုရင်အဲ့ဒီအချစ်ကိုအရန်ငှက်ပြီးတော့သူတို့ကမရမကမျက်ရည်မျက်ခွန်းနဲ့သူတို့ကလိုက်တတ်တယ်အဖိုးကဘလောက်ပေးပေးလိုက်တတ်တယ်ဒါပေမဲ့ပြစ်ထားခံရဖန် များလာတဲ့အမျိုးသမီးက ကြာပြီးတော့အချိန်တကူရောက်သွားတဲ့အခါမှာသွေးအေးတဲ့အမျိုးသမီးဖြစ်သွားတယ်။လုံးဝမချစ်တတ်တော့ဘူး။ဘလောက်သူ့ကိုပြန်ခေါ်ခေါ်ဂယုမဆိုင်တတ်တဲ့နေသားကြသွားတယ်ပေါ့ပြောရမယ်ဆိုရင်အဲ့ဒီလိုဖြစ်သွားတတ်ပါတယ်။ဒါကြောင့်အမျိုးသားများကိုယ်ဇနီးတဲ့ကိုပြစ်ထားတာကြာလွန်ပြီးတော့နေသားကြသွားတော့တဲ့အထိမဖြစ်ပါစေနဲ့။အဲ့ဒီလိုနေသားကြသွားတဲ့အထိဖြစ်သွားတယ်ဆိုရင်ကိုယ့်ရဲ့အိမ်ထောင်ကြီးကိုယ့်ရဲ့ relationship မှာဒုက္ခရောက်တတ်ပါတယ်။နောက်ဆုံးနံပါတ်9တစ်ချက်ကတော့ အမျိုးသမီးတွေရှောင်တက်တဲ့အမျိုးသားတွေကဥဆောင်ဥရွယ်မပြုတ်နိုင်ပဲနဲ့ရေသာကိုလိုက်တက်တဲ့အမျိုးသားတွေကို မကြိုက်ပါဘူး။ဘာကြောင့်လဲဆိုတော့အမျိုးသမီးတစ်ယောက်ကအမျိုးသားတစ်ယောက်ကိုရွေးချယ်တော့မယ်ဆိုကြတဲ့ကသူတို့ကိုဥဆောင်ဖို့ရန်အတွက်လိုလားပါတယ်။သူတို့အိမ်အောင်ပြုတ်လိုက်တဲ့ဆိုကြတဲ့ကသူတို့ကိုဆွဲခေါ်ပေးမဲ့သူဥဆောင်ပေးမဲ့သူကိုလိုအပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အမျိုးသားများကိုယ့်ရဲ့အရေးချင်းကိုတိုးတက်အောင်လုပ်ပါ။ ကိုရွေးချယ်လိုက်တဲ့အမျိုးသမီးထက်ကိုကအမြဲတမ်းတိုးတက်နေပါစေလေးလာမှုပိုင်းမှာတင်ယူမှုပိုင်းမှာလှူဆောင်မှုပိုင်းမှာအမြဲတမ်းသူ့ရှေ့ကနေဥဆောင်ဥဆောင်ဥရွယ်ပြုနိုင်ဖို့ရန်အတွက်တင်သွားပါ။ဘာကြောင့်တီးရကို ပြောလဲဆိုတော့သူကကိုထက်အရန်တော်နေတယ်အရန်ထက်မြက်နေပြီးတော့ကိုကရေတာခိုးပြီးအမြဲလိုက်နေတဲ့သူတယောက်အောက်မှာကြာရင်အမျိုးသမီးတယောက်ကဝန်ခံဖို့လည်းခက်ခဲတတ်ပါတယ်။ဒါကြောင့်ကိုကိုရိုင်းကစူးစမ်းပြီးတော့ ဥဆောင်နိုင်တဲ့သူတယောက်ဖြစ်ဖို့ရန်အတွက်လိုအပ်ပါတယ်။ဒါကြောင့်ဒီအချက်ခုနှစ်ချက်စလုံးကအမျိုးသမီးတွေရှောင်တက်တဲ့ဇယိုက်လက္ခဏာတွေဖြစ်ပါတယ်။အမျိုးသမီးတွေမကြိုက်တဲ့အရာဖြစ်ပါတယ်။ဒါကြောင့်အများကြီးတဲကနေပြီးတော့ဒီချက်ခုနှစ်ချက်ကိုအားလုံးအတွက်ပြန်လည်ဝင်မြပေးလိုက်ပါတယ်။ကျေးဇူးတင်ပါတယ်။